လေဘာဘူးအသင်းရာလက်ရင်းရရင်လာတာဆာလန်နဲ့သက်ဆိုင်တယ်လို့ပြောဆိုလိုက်တဲ့ရော်နီမိုဟာမက်ဆာလန်ဆိုတာလေဘာဘူးအသင်းအတွက်နောက်ထပ်ပြင်မရနိုင်မဲ့ကန်နဝင်ကစားသမားတစ်ဦးဖြစ်ပါတယ်ဒါပေမဲ့လည်းမန်ယူအသင်းရဲ့ကန်နဝင်ကစားသမားဟောင်းဝိန်ရော်နီကတော့ဆာလန်ရဲ့လှုပ်အားနှုန်းကြာဆင်းလာခြင်းကလေဘာဘူးအသင်းကိုအများကြီးထိခိုက်နေရလို့ပြောဆိုလာပါတယ် ပြီးခဲ့တဲ့ရာသီအထိလီဗာပူးအသင်းကိုပရီးမီယာလိဖလာရအောင်ထမ်းတင်ပေးခဲ့တဲ့ဆာလတ်ကဒီရာသီမှာတော့နောက်ဆုံးကစားထားတဲ့ခရစ်စတိုဖာလေးစကလတာဆာရီနဲ့ချာစီတို့ကိုရှုံးနေခဲ့တဲ့ပွဲစဉ်တွေမှာဂိုးဖန်တီးမှုတစ်ခုမှ မလုပ်နိုင်ခဲ့ပါဘူး။ဒါအပြင်အသက်အရွယ်ရလာတာကြောင့်ဆာလတ်ကအရင်အားလိုခံစစ်ကိုလည်းစိမ့်ကူနိုင်ခြင်းမရှိတော့ပါဘူး။ ချက်စီနောက်ခံလူ Mac Cucurella ကဆိုရင်လည်းသူ့အနေနဲ့ဆာလက်ရဲ့ခံစစ်ပိုင်းကုညီမှုနဲ့ပါတာကိုအခွင့်ကောင်းယူခဲ့ရလို့ပွဲပြီးမှပြောဆိုခဲ့ပါတယ်။အဲဒီအတွက် Ronnie ကလည်းဆာလက်ရဲ့ကစားပုံအပေါ်မေးခွန်းထုတ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာကျွန်တော်ဆာလက်ရဲ့လုံအားလုံးနဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်ခဲ့ပါတယ်။သူကအမြဲတမ်းနောက်ကိုပြင်ဆင်ပြီးတော့ခံစစ်တိတ်မကစားဘူးဆိုတာကျွန်တော်သိနေပါတယ်။ ဒါပေမဲ့ Chelsea နဲ့ပွဲမှာ နောက်ခံလူတွေကတော်တော်လေးရုန်းကန်နေရတဲ့အချိန်သူကဒီအတိုင်းကြည့်နေခဲ့ပါတယ်။အနောက်ကိုပြန်ဆင်းပြီးတော့မကူခဲ့ပါဘူး။တကယ်ဆိုဘာဂျေဗန်တိုင်းနဲ့ Alison Bagaro လို့အသင်းကောင်းဆောင်တွေကဆာလက်ကို main ခံစစ်ကိုကူဖို့လိုတယ်ဆိုပြီးတော့ပြောတတ်ပါတယ်။ကျွန်တော်တို့တော့ဒါကစိုးရင်စရာပါပဲ။ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာသူနည်းနည်းလေးလမ်းပြောင်းနေပုံရပါတယ်ဆိုပြီးတော့ Ronnie ကဆိုခဲ့ပါတယ်။ဆက်လက်ပြီးတော့လေ Ronnie က သူမန်ယူအသင်းမှာကစားစဉ်ကရော်နယ်ဒိုကြောင့်အခုလိုအခြေအနေမျိုးကြုံခဲ့ရကြောင်းပြောဆိုခဲ့ပါတယ်။ရော်နယ်ဒိုကတိုက်စစ်ကိုဦးစားပေးတဲ့ကစားသမားမျိုးဖြစ်ပြီးတော့ခံစစ်ကိုတိတ်မကူတတ်တာကြောင့်မန်ယူအသင်းရဲ့ဘယ်တောင်ပန်နောက်တန်းဟာအားနည်းခဲ့တယ်လို့ရိုနီယာဆိုပါတယ်။ဒါပေမဲ့ဖာဂူဆန်ကဒီပြဿနာကိုဖြေရှင်းဖို့အတွက်နှီးပြူဟာတစ်ခုပြုလုပ်ခဲ့ပြီးတော့လီဗာပူးနီးပြအာနေစလော့အနေနဲ့လည်းအဲဒီလိုမျိုးလုံးဆောင်ဖို့ရိုနီကအကြံပြုခဲ့ပါတယ်။ဒေဇာရာကတော့ပြီးခဲ့တဲ့6လအတွင်းမှာ ကျွန်တော်တီးခဲ့တဲ့လေဘာဘူးပရိသတ်တွေကဆာလက်ကိုအပြစ်တင်နေခဲ့ကြတာပါသူကဂိုးတွေသွင်းနေတာကြောင့်သာတိတ်အပြောမခံရတာပါဒါပေမဲ့အကောင်းဆုံးနည်းပြတွေဆိုရင်တော့ဒါကိုမြင်ပြီးတော့ပြင်ဆင်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဆာလက်ကိုအသေးအနေဖယ်ရှားလိုက်မယ်ဆိုရင်ကျွန်တော်မပြောပါဘူးကျွန်တော်တို့တုန်းကဆိုရင်လေရော်နယ်ဒိုကြောင့်အဲ့လိုအဖြစ်မျိုးကြုံခဲ့ဘူးပါတယ်ရော်နယ်ဒိုကလည်းအဲ့လိုပဲအနောက်ကို အများကြီးပြန်ပြီးတော့ဆင်းမကစားပါဘူးအရီဒရက်ဖာဂီကရော်နယ်ဒိုကိုကွင်းလယ်ထဲပို့ပြီးတော့ရွှေ့ကစားခံခဲ့ပါတယ်အဲ့ဒီတော့အသင်းမှာဟန်ချက်ညီမှုရှိသွားခဲ့ပါ ါတယ်သူလုံရမယ့်အလုပ်တွေလည်းဆက်ပြီးတော့လုပ်နိုင်သွားပါတယ် အဲဒီလိုဆာလက်ကလည်းအသက်နည်းနည်းကြီးလာပြီဆိုရင်တော့ slot အနေနဲ့ချက်စီကငါတို့ကိုဒီဘက်အချမ်းမှာဒုက္ခပေးနေပြီလို့စဉ်းစားမိတယ်ဆိုရင်ဆာလက်ကိုအတွင်းဘက်ကိုနည်းနည်းရွှေ့နိုင်ပါတယ် Florian Wars ကိုအပြင်ဘက်မှာချားရင်တောင်မှအနောက်မှာလှုပ်အားနှုံးရှိသေးတော့ဆာလက်ရဲ့ထူးချွန်တဲ့အရေးချင်တဲ့ဆိုကိုသိနိုင်မှာပါကျွန်တော်က Liverpool ပရိသတ်ဆိုရင်ဒီကိစ္စကိုနည်းနည်းဆိုရင်မိပါလိမ့်မယ်ဆိုပြီးတော့ Ronaldo ပြောဆိုသွားတာလည်းဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်